မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါရယ်ဖျားရှင်ရဲ့ကြီးစရော်ကိုအချီးမွမ်းပါရယ်ကျေကြီးစရော်ကြောင့်2025ခုနှစ်မတ်လ12ရက်နေ့သို့ရောက်ရှိလာပါပြီပို့ဆောင်တော်မူသောဖျားရှင်ကိုကျေးဇူးတင်ပါရယ်နေ့ရက်စင်တိုင်းကြည့်ရှုသူအားလုံးဖျားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့အဖဖျားကျေးဇူးတင်ပါရယ်နှုတ်ဘတော်အဖြစ်တိဆောက်ဆရာဖြစ်စေပါနေ့တိုင်းသစ္စာရှိစွာကြည့်ရှုသူအားလုံးကိုကောင်းချီးပေးတယ်အခုလည်းကျွန်တော်ပြောခြင်းထက်ကိုရောပြောခြင်းသာဖြစ်စေပါသခင်ယေရှုနာမအားဖြင့်ဆုတောင်းခဲ့ ဝေငှပါလေဘုရားအာမင်ဖြတ်ရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါလေကျွန်တော်ယခုတောင်ကြီးပန်သခွားနေ live လေ့နေခြင်းဖြစ်ပါလေအခု ကျွန်တော်ခေါင်းစဉ်တစ်ခုကိုကျွန်တော်နားထောင်နေတယ်ဒီခေါင်းစဉ်ကတော့ဆုတောင်းသူတဦး၌ရှိရမည်စိတ်နေသဘောထားကျွန်တော်ကိုယ်ွယ်တဲ့ဘုရားကဆုတောင်းခြင်းကို အလိုနှစ်သက်ပါတယ်ချီးမွမ်းခြင်းကို သူသိကြိုက်တယ်လူကိုဘုရားကဖန်ဆင်းတဲ့အခါမှာလှပမှုတွေပေးသလို အတွင်းသဘောထားကိုသူကပို့ချိပါတယ်။ဒါကလူကအစင်းချိတယ်ဘုရားသခင်ကအတွင်းချိတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ကဆုတောင်းတာတိတ်ကောင်းတယ်။ဒါပေမဲ့ဒီအတွင်းနှလုံးသားကရှိရမယ့်အချက်လက်တွေရှိပြီးတောင်းတာပို့ပြီးတော့ပြည့်စုံမယ်ဆိုတာလေးကိုဖော်ပြချင်တယ်။ဒါကြောင့်ဆုတောင်းတဲ့သူတယောက်မှရှိရမယ့်စိတ်နေသဘောထားစေချက်ရှိပါတယ်။အဲ့ဒါကို ကျွန်တော်တို့တရက်ကို နှစ်ချက်နှုံးပေါ့ကျွန်တော်နားထောင်နေတယ်အဲ့တော့ဒီကနေ့တော့ကျွန်တော်ပြီးတော့သွားမှာဖြစ်တယ်အဲ့တော့ဒီကနေ့၃ချက်မြောက်ကိုရောက်ပြီဖြစ်တယ်အော်တင်ရလဲဆုတောင်းရင်တက်မှာဒီနှလုံးသားရှိပြီးဆုတောင်းရင်ဒီစိတ်နေသဘောထားတွေရှိပြီးတောင်းရင် ပို့ပြီးစုံနေတဲ့ကောင်းကြီးကိုခံစားရမှာဖြစ်တယ်တောက်ကနာလူဟာအစင်းကြီးတယ်ဒါပေမဲ့ဖျားတကယ်အတွင်းကြီးလူဟာလက်ယုံကြီးကိုကြည့်တတ်တယ်ဒါပေမဲ့ဖျားတကယ်ကနှလုံးကြီးကိုကြည့် မတူလူနဲ့ဖေရတောင်းတင်ဆုတောင်းတာလူမြင်တယ်ဒါပေမဲ့တဲ့နှလုံးသားကြတော့ဘယ်သူကပုံမြင်ဖေရခင်ရတောင်းကျွန်တော်တောင်းတာတိတ်ကောင်းတယ်ဒါပေမဲ့နှလုံးသားပြုတ်ပြင်ပြီးစစ်မှန်တဲ့နှလုံးသားဒီမှာပေါ်ပြတဲ့ဒီအချက်ဒီဖရားခင်လိုချင်တဲ့အချက်လက်ဒီနဲ့စုံလင်တဲ့နှလုံးသားနဲ့တောင်းလိုက်ရင်ပို့ပြီးတော့ရရှိမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်ဒီသင်္ကန်းစာကိုနားထောင်နေတာဖြစ်တယ်သိရေးကြီးတဲ့သင်္ကန်းစာတစ်ခုလည်းဖြစ်တယ် တောင်ဒီသင်္ကန်းစာဒီနှုတ်ဝတ်တော်နားထောင်တဲ့သူများသင်တို့ကိုဘုရားသခင်စကားပြောမယ်လို့ယုံကြည်ပါတယ်။တောင်ဆွတောင်းသူတို့အူမှရှိရမယ့်စိတ်နေသဘောထားအချက်၁၀ချက်မှာနံပါတ်၁ပထမတစ်ချက်ကယုံကြည်ခြင်းရှိရစုတွေဘလောက်တောင်းတောင်းမယုံရင်ဘုရားသခင်ကမပီးဘူး။အဲ့တော့ဒီကနေ့ယုံပြီးတောင်းမှရမှာဖြစ်တယ်။နံပါတ်၂ဒုတိယချက်ကရဲရင်ခြင်းရှိရမယ်။ဘုရားသခင်ရှိတိုးဝင်ချင်းကတ်တဲ့သူကတွန့်ဆုတ်တွန့်ဆုတ်ချင်းကတ်တာတဲ့ရဲရင်တဲ့နှလုံးသားနဲ့ တရားသခင်ပေးနိုင်တယ်ဆိုတာအကျွေးမဲ့ယုံကြည်ခြင်းနဲ့ချင့်ကပ်ခြင်းပေါ်မှာအဲ့ဒီဂျေဇုတော်ရဲ့အရှင်ယေရှုခရစ်တော်အဖြစ်ကောင်းကြီးရမှာဖြစ်တယ်။ဒါကျွန်တော်မနေ့အများကြီးဖော်ပြခဲ့ပြီ။ကဲဒီကနေ့နံပါတ်3တတိယစိတ်နေသဘောတော်ပါရှိရမယ်။ယိုသေးလေးမြန်ချင်းရှိရမယ်။အဲဒါအရေးကြီးတယ်။အဲ့တော့မသက်ခန်းကြီး6အငယ်6မှာဒီလိုရေးပါတယ်။ထို့ကြောင့်သင်တို့ suit down ရမည်မှာကောက်ကင်ဘုံ၌ရှိတော်မူသောကျွန်တော်တို့ဖတ်ကိုရိနာမတော်အားယိုသေးလေးမြန်ချင်းရှိပါစေသော။ တော့ဘုရားသခင်ကဒီရိုသေလေးမြတ်ချင်းကိုသူအလွန်တရာမှနှစ်သက်တယ်အဲ့တော့ဘုရားဆိုတာကရိုသေရပါတယ်ရိုသေထိုက်ပါတယ်ရိုသေခြင်းရှိကိုရှိနေရမှာဖြစ်တယ်ပေါ့ဘုရားရှိခိုးတဲ့ကမယုံမသိလို့လို့မရဘောင်းလဲဆိုကဘာကြီးကိုဖန်ဆင်းတဲ့ဘုရားကိုကျွန်တော်မယုံမသိလို့မိရင်အဲ့ဒီဘုရားကျွန်တော်ကိုနှစ်သက်ပါမလားစဉ်းစားတော့ယုံကြည်ခြင်းမှာအခြေခံကြတဲ့အချက်၄ချက်ပြောခြင်း နံပါတ်1ဘုရားကိုကိုးကွယ်တဲ့ကကျွန်တော်ရဲ့နှလုံးသားကျွန်တော်နံပါတ်1အပြုတ်မှုယူသေးရနံပါတ်2အဝတ်စားယူယူသေးသေးဖြစ်ရနံပါတ်3အပျောဆိုယူသေးရနံပါတ်4အနေထိုင်ယူသေးရယူသေးခြင်းချက်ရှိရအောင်ဘုရားကနှလုံးသားပဲကြည့်ရတယ်ရတယ်စွတ်ကြဲနဲ့လည်းဆူတောင်းလို့ရတယ်အဲအဲ့ဒါလည်းမဟုတ်သေးဘူးမဟုတ်သေးဘူးတဲ့အင်ကို အလွန်လေးစားရတဲ့တထေးတူတမ်းမို့လေအလွန်လေးစားရတဲ့အရာရှိတူကလာရင် သင်စွတ်ကျဲနဲ့အာကာထွန်းပေါင်းမီနဲ့ကြိုပါမလားသင်လေးစားကြိုရအောင်ဘာကြောင့်လဲဆိုတော့သူ့လေးစားကြောင်းအဝတ်စားကလည်းတတ်သိပြတယ်နှလုံးသားနဲ့တတ်သိပြလို့အဝတ်စားနဲ့လည်းတတ်သိပြရတယ်တကယ်ကြီးကျွန်တော်တို့ယုံကြည်သူကဘုရားရှိခိုးမယ်ဆိုစွတ်ကျဲနဲ့ထိုင်ဘုရားရှိခိုးတာအဲ့ဒါတော်တော်ဆိုးတယ်ပြဿနာမလို့ပါဘောက်ဘုရားသခင်ဆိုတာကကဘာကြီးကိုတော်ဖန်ဆင်းထားတာ ဒီလိုဘုရားသခင်ကိုဆုတောင်းနေဆိုတာရိုသေလေးမြတ်ဆိုတာလက်အုပ်ချပြီးဆုတောင်းရတာဆုတောင်းရတာကျွန်တော်တို့ပြုမှုတွေကျွန်တော်ရဲ့အဝတ်အစားကျွန်တော်ရဲ့အနေထိုင်ကျွန်တော်ရဲ့အသွာလာကျွန်တော်ရဲ့အသုံးနှုန်းပြဆုတောင်းတဲ့အခါမှာလည်းတချို့ကဘုရားကိုဟုတ်တယ်ဘုရားကတော့ကျွန်တော်ရဲ့မိတ်ဆွေလေးဖြစ်တယ်ကျွန်တော်အားကိုးထိုက်တဲ့အရှင်ဖြစ်တယ်အဲ့ဒါကိုတချို့အခွင့်အရေးယူပြီးပေးပါလားမပေးဘူးလားမပေးပြောင်းတောင်းမယ်တွေပါအဲ့လိုဆိုပြောလို့လည်းမရဘူးယူယူသေးသေးဆုတောင်း 啊，这是什么？有的那多的，那没有没得六袋多的，叫你那先标标。这种不要没有没得六的是。俺们俺些人哪要标嘛？那么的不让你标个，都来说，卡拉印度布个六足一点，卡拉印度发车嘛，开修的发车嘛，六足的要修。哪个路的开修的开路，王卡米都别给我多的。那时候都掏出来得要多。但是哪有搞叫的开修多啊？别得了，都来跟我拉说，都来我讲，啊别给那个开修。 ။တရားခရစ်တော်မှန်ရင်နဲ့စိတ်ကိုသင်ကြငါတို့လည်းကဲပါရဲ။အဲ့ဒါမယုံမသိစကားတွေ။ဟာဖះပဲလုံနိုင်ရမှာပေါ့ဒီလိုအခက်အခဲတွေရှိတာမမြင်ဘူးလားဒီဖះမျက်စိကန်းနေလားဟာနားကန်းနေလားပြောလို့မရပါဘူးအဲ့ဒါမယုံမသိလို့ချင်းတလောက်ဒုက္ခရောက်နေတာမသိဘူးလားဖះပဲသိရမှာပေါ့အဲ့ဒါသွားပြောတာမယုံမသိလို့ချင်းပဲဘယ်တော့ခါမှဖះသခင်ကိုအဲ့လိုသွားပြောလို့မရပါဘူးအဲဒီသဘောကျွန်တော်နားလေရဖះသခင်ကအကုန်သိတယ် သူ့အချိန်မတန်လို့သူမလုပ်သေးတာဟောဒီကနေ့နားထောင်နေတဲ့ချက်သောညီကိုမောင်မသိရင်ရအခက်ခဲသိမိသားစုပြဿနာသိအတွင်းထဲမှာဖြစ်တဲ့ရာအလုံးဖျားသခင်သိအေးသူအချိန်တိုင်းသူလောက်တော့မှာဖြစ်တယ်အဲ့တော့မယိုမသိစိတ်ထဲကသွားမလုပ်မိစေနဲ့နှုတ်နဲ့မပြောမိစေနဲ့ရမယ်ကောင်းကြီးဆုံရှုံတက်တယ်ဒါကားတိုင်းဘောကလူစိုးကြီးနှစ်ယောက်မှာတစ်ယောက်ကမထီမဲ့မြင်လောက်တဲ့ကထာဝရသက်ဆုံရှုံပါ နောက်ကျန်းစာထဲမှာမထီလေးစားလုပ်တဲ့ဒုတိယတစ်ဖွဲ့ကဘာလဲဆိုတော့ပါရီရှဲတို့ဇတ်တုကဲတို့ကြံတပ်ပုတ်ကိုတို့သူတို့တခေရှု မျိုးမျိုးဖြစ်တယ်ကျွန်တော်အားလုံးသိတယ်တခေရှုကားတိုင်းတက်ပြီးတဲ့အခါဒီပါရီရှဲတွေကြံတပ်ပုတ်ကိုတွေဇတ်တုကဲတွေဘယ်သူနဲ့သွားဆွေးနွေးလဲပိတ်လက်မင်းနဲ့သူတို့ဘယ်လိုသွားဆွေးနွေးလဲဆိုတော့တခေရှုသူတို့ဘယ်လိုနိုင်လဲထိုလှည့်ပြားသောသူကားတယ်ကျန်းစာမှာလို့ရေးထားတယ်သူကလည်းတရားတွေဟောခဲ့တယ်တဲ့သူကားတိုင်းမှာသိခံပြီး၃ရက်မြောက်နေ့ထမ်းမြောက်မယ်လို့ပြောခဲ့တယ်တဲ့ တခေရှုသူတို့ဘလို့နိုင်လဲလှည့်ပြားတော်သူလို့သူတို့နိုင်အဲ့ပြောတဲ့သူအားလုံးစီရင်ခြင်းခါဘောမယိုမသိစကားပြောလို့တော့ကျွန်တော်ဖယားကိုမယိုမသိစကားမပြောမိဘူးအရေးကြီးတယ်မယိုမသိအပြုတ်မူတွေနဲ့မလုံမိဘူးအရေးကြီးတယ်လူလူချင်းတခါလေအခက်မသိလို့မယိုမသိလောက်တာ sorry ဆိုပြန်တောင်းပန်လို့ရဖယားကမယိုမသိလုံမိရင်ဘဝမှာ sorry မရှိဘူးဆုံးရှုံးသွားတယ် ုံးရှုံးတယ်။တောက်ပြီးလမင်းတို့သွားဆွေးနေတော့ပြီးလမင်းကဘာလို့လဲအဲ့တကင်ရှုရဲ့တင်းချိုင်းမှာယောမစစ်သားတွေကိုတိတ်ချအဆောင်ကြထားခိုင်းတယ်။ဘောတကင်ရှုသုံးယောက်မြန်နေထမြောက်မယ်ဆိုတော့သူတို့ကြားပြီးမှတ်မိတယ်ဗျာ။တပည့်တော်တွေကလေတကင်ရှုတရားကိုကြားတယ်မမှတ်မိဘူး။မမှတ်မိဘူး။တကင်ရှုပြောတယ်သူသုံးယောက်မြန်နေထမြောက်မယ်။ကြိုးပြောတာအဲ့ဒါမသိဘူးသူတို့အိတ်နေတာ။ဒီမှာပြိတ္တကိုလည်းလွန်ခဲ့တဲ့ပတ်အင်္ဂါနေ့ညနေကဆယ်နှုန်းဘာဟောခဲ့လဲဆိုရင်မမှီမှာပါပြိတ္တက တကယ်အများကြီးကြားတယ်မမမမီဘူးတကယ်ရှုပြောတာအများကြီးကြားတယ်တပည့်တော်တွေတက်ရောက်မှမမမီဘူးဒါပေမဲ့ပါရီရှဲတွေမမီတယ်ကြည့်ဒါပေမဲ့သူတို့မမီခြင်းကဒုက္ခပေးဖို့မမီခြင်းနောက်ဒီကနေ့ကျွန်တော်တို့ကနှုတ်ကတော်ဘာဒီမမီလဲဖျက်ကြီးကိုကြည့်တာမမီရဖျက်ကြီးလှုပ်ပေးနိုင်တာယုံကဖျက်ရောက်ရုပ်သေးလေးမျက်ချင်းနဲ့သွားအဲ့ဒီမမီနေခြင်းကိုကဘုရားတကယ်နှစ်သက်နေတာဒါကြောင့်စံစာမှာမထီလေးစားလောက်တာအဲ့ဒီလူဆိုးကြီးနှစ်ယောက်မှတယောက်နဲ့ ဖာရိရှဲဇတုကေချတ်တဲ့ပုံကိုတကယ်ရှုံမထီလေးစားလုပ်ခဲ့သူတို့ဆုံးရှုံးသွားဒါပေမဲ့ကျမ်းစာရင်မှာတကယ်ရှုကိုအလွန်ယူသေးပြီးတော့လေးစားတာဘာလို့လဲဆိုတော့နံပါတ်1တယောက်ကအခွန်ကံဖြစ်တယ်အခွန်ကံကျမ်းစာဖာရိရှဲနဲ့အခွန်ကံနေအောင်ဆွတ်တောင်းတယ်နော်ဖာရိရှဲကတော့ကောင်းရင်ကြည့်ပြီးရင်ပတ်စီတီးပြီးတော့ဆွတ်တောင်းလာအားတယောက်ကိုတပတ်ကိုသူဘယ်လိုမျိုးစစ်ကြအထုတ်တယ်ဟာဘယ်လိုဆွတ်တောင်းတယ်ဘယ်လိုသူများကိုပေးကမ်းတယ်အားကြီးကြီး အခွန်ငန်းကြတော့ကောင်းငင်တော့မမျောမချစ်ရဘူးခေါင်းငုပ်ပြီးတော့ကျွန်တော်ပြစ်သားပါကျွန်တော်ပြစ်ကိုဘာလို့ပါလဲခွန်းလို့ပါအဲ့ဒီခွန်ငန်းဆူတောင်းတာကိုဖေကနားညောင်းနေတယ်ဂျူသေးတာနမနဲ့ဒုတိယယူသေးတာဘာလို့လဲဆိုတော့နာရုစီမွေးလောင်းတဲ့မိန်းကလေးကျွန်တော်အလုံးသိတယ်တောက်တကီရှုကိုနန်းနေသူနှစ်ယောက်ရှိတယ်စမ်းစားပါအထင်းထင်းရှားရှား ယောက်ျားအပါနန်းနဲ့အဲ့ယောက်ျားအပါနန်းမီရောင်းစားတယ်အရွေးရှိကယ်အမျိုးမီကြောင့်6တော့နန်းနဲ့6တော့နန်းမီပေးဆက်နားနာတော့မတူဘူးပါနန်းမီသစ္စာဖောက်သွားတာ6တော့နန်းမီပေးဆက်သွားတာတတ်သူရိုသေးလေးမြန်သလားမင်းနဲ့နာရုစီမွေးလောင်းတဲ့မင်းကလေးတကယ်ရှုခါလိုက်မှသိခံမယ်သုံးရမြောင်းနဲ့ထမြောင်းမှသူသိတယ်အဲ့ဒီနာရုစီမွေးကိုသူကလာပြီးတကယ်ရှုကားလိုက်မတက်ခင်နဲ့လာလူးပေးတာ တကယ်ရှုကားရင်ပေါ်တက်ပြီး300ကြာမှအဲ့ဒီမာဂရာလာမာရီတို့ကစီမွေးလူဘူးအဲ့ကြမှာလာတာမှတကယ်ရှုကတားမြောက်သွားပြီအဲ့တော့ဒီနာရုစီမွေးလောင်းတဲ့မင်းကလေးရဲ့ယူသေးလေးမြန်ချင်းတောက်တကယ်ရှုကဘာပြောအေးဝင်ကလေးသတင်းစကားပြောရရရမှာအဲ့ဒီမင်းကလေးကြောင့်ပြောရမယ်မောရှေကြောင့်ပြောရမယ်လို့မပြောဘူးနော်အာဗြဟံကြောင့်ပြောရမယ်မပြောဘူးအလားယောသတ်ကြောင့်ပြောရမယ်မပြောဘူးဒီနာရုစီမွေးလောင်းတဲ့မိန်းကလေးကြောင့်ပြောရမယ်တကယ်တကယ်ရှုဘလောက်တောင်မှ သူ့ကိုအသိမှပြုတ်လိုက်တယ်အဲ့ဒါယူသေးလေးမြတ်ချင်းတောင်ဒီခင်းကျွန်တော်ပြုတ်မူတွေယူသေးရမယ်ကျွန်တော်ရဲ့အနေအထားကျွန်တော်အပြောဆိုဖယောက်ကိုကိုယ်ဝဲကလီလီစားစားမထီမဲ့မြင်မလို့အောင်မလို့အောင်တခါလီဖြတ်ချိုးရင်းနဲ့အိမ်ရှိမှဈေးတယ်ဖြတ်သွားပဲပြုတ်သေးလာပါအောင်အိုးဟာလီလုယာဖယားသခင်မပြုတ်သေးလဲလမ်းအောင်တယ်မဟာလီလုယာဖယားလဲတောင်းပြောချင်တာကဖယားကိုဆူတောင်းနေရင်းနဲ့အာယုံကလွင့်နေတာအဲ့မှာ မလို့ပေါ့ချုပ်ချင်တယ်အိမ်မမနဲ့စောကြီးဆွတောင်းအိမ်ကသားသမီးတွေကြောက်တော့ကနီဆိုဟဲ့ဟိုသမင်းကြိုက်မှာဟိုဟင်းထက်ပေးလိုက်哦ဟိုပစ္စည်းမင်းမယ်နော်ဖုန်းကြမ်းမယ်နော်သူဆွတောင်းရင်းနဲ့လှအောင်နေတာအဲ့ဒါယူသေးတာလားချက်တော်ညီကိုမောင်မကျေရွစင်ခြင်းဖယောက်ကိုဆွတောင်းပြီဆိုကြလေဘာအာယုံကိုမှဘယ်အရာကိုမှအာယုံမတွန့်စေနဲ့တော့ညူယူသေးသေးဖယားနိုင်ပဲဓာတ်ရိုက်ရှိနေတော့ အဲ့ဒီပုံမှာဘုရားသခင်ကောင်းချီးပေးတာကောင်းချီးပေးတာတောင်းဒီနေ့ချက်တော်ညီကိုမောင်မဆုတောင်းရင်ယူသေးလေးမြတ်ရယူယူသေးသေးနှလုံးသားခန္ဓာစိတ်ဝိညာဉ်အဲ့ဒီယူသေးလေးမြတ်ခြင်းကိုဘုရားရှင်ကကြည့်ပြီးကောင်းချီးပေးမှာဖြစ်တယ်ကတော့အဖွားတယောက်ကတောနေမှာနေပါလေသူ့သင်းဆရာရှိသူက ဗိုလ်ကူစွတောင်းစီဝေးအသိတော်မှာသူသွားတက်တော့သေုံဆရာကစွတောင်းခိုင်းတယ်ကဲလူငွေဆက်ကတော့အဖွားမိမိရှိတဲ့နေရာမှာမတက်ရက်ပြီးလူငွေဆက်ကပေးပါဆိုတော့အဖွားမြေးကလေးတယောက်ပါလာတယ်ပါလာတော့သူကလက်အုပ်ချီးပြီးတော့သူစွတောင်းတယ်အိုးဖရာသခင်အဲ့ဒီမှာမြေးကလေးကသူ့ရဲ့ထမင်းကိုဆွဲတော့ကလေးကလည်းသူကအောက်ကိုလက်တစ်ချက်ရိုက်လိုက်ပြီးတော့အိုးဖရာသခင်အဲ့တော့မြေးရလဲသူ့ထမင်းကိုထပ်ဆွဲတော့အောက်ကိုတစ်ချက်လိုက်ရိုက်ပြီးအိုးဘုရားသခင်ငါရိုက်ထလိုက်မယ်နော်တဲ့ ိုးဘုရားသခင်တော့ပြောတယ်တကယ်ဆိုသူ့မိကိုသူပြောနေတာဒါပေမဲ့ဗဇက်ကတော့အိုးဘုရားသခင်အာယုံကမြေးချီမှာပဲရောက်တယ်အဲ့ဒါယူသေးတာလားဒီကနေ့ကျွန်တော်ယူသေးရမယ်ကျွန်တော်ကိုယ်ဝယ်တဲ့ဘုရားကိုကျွန်တော်မှမယူသေးသူများမထီလေးစားဖို့လုပ်မှာပေါ့ယူသေးရဗိမာန်တော်သွားရင်ကျွန်တော်တို့ကဘုရားရဲ့ဗိမာန်တော်သွားတဲ့တကြောင်လုံခြုံတဲ့အဝတ်စားဝတ်ဆင်ပြီးသွားတာပို့ပြီးတော့ယူသေးခြင်းကိုပြတာ ကျွန်တော် shopping တွေဝင်ထွက်ချင်းအာ shopping ထွက်လွတ်လွတ်လပ်လပ်လူကဝတ်စားပြီးတော့သွားလို့ရပါလေဒါပေမဲ့ဘိတ်မန်နော်လာရင်ဘိတ်မန်နော်လာတဲ့ယူသည်လေးမြန်ချင်းဝတ်စားနေပြရတယ်နှလုံးသားနဲ့ပြရတယ်ဟာသေးစိတ်ယူသည်ချင်းကိုပြောရင်တော့အများကြီးပဲမိတ်ဆွေအိမ်မနေနဲ့အိမ်မဘုရားရှိခိုးရင်လည်းယူသည်ချင်းကိုပြရအဲ့ဒီနှလုံးသားနဲ့အဲ့ဒီအသက်တာယူသည်ချင်းပြလေးလေးဘုရားကလည်းကိုယ်ယူယူသည်သည်ကောင်းကြည့်ပြီးမှတောင်းတရင်လား ဂျုံဘဝကရောက်နေတာနော်ကတင်းပေါက်ဖွင့်ပြီးတော့ယေရုရှလင်မြို့ကိုကြည့်ပြီးသုံးချိန်သူဆုတောင်းတယ်ရိုးရိုးသေးသေးဆုတောင်းဒါကြောင့်လည်းအဲဒီဂျုံဘဝရောက်တယ်ဆိုတာကဘာလို့နိုင်ငံမှာသူများအခိုင်းခံရမယ်ကလေးကဘာလို့တနိုင်ငံလုံးကိုပြန်ခိုင်းတဲ့ဝင်ကြီးတယောက်ပြန်ဖြစ်လာဘာကြောင့်ဘုရားကိုယိုသေးတော့ဘုရားယိုယိုသေးသေးပြန်ချိမြောက်လိုက်တောင်းနေနေချက်သုံးကြီးကိုမောင်မများစုမတောင်းခင်ယိုသေးတဲ့အသက်တာနဲ့ နှလုံးသားဖော်ပြယူသေးခြင်းအဝတ်စားနဲ့ယူသေးခြင်းအသက်တာနဲ့ယူသေးခြင်းမိမိမှာရှိသမျှအလုံးစုံနဲ့ဘုရားသခင်ကိုယူသေးပါတယ်လို့ဖော်ပြပြီးထိုနှလုံးသားနဲ့ဆုတောင်းတင့်ကိုအံ့ဩဖွယ်ဘုရားသခင်ကကောင်းချီးပေးမှာဖြစ်တယ်။ကျမ်းစာသူရောက်ချင်းစီတိုင်းဘုရားရှင်သာ၍ကောင်းချီးပေးပါစေ။ကျွန်တော်တို့ကြော်ညာစရာလေးတစ်ခုကတော့နတ်ဖန်ကျွန်တော်အေးမောက်ရှမ်းနှစ်ချင်းခရိယံတင်းတော်မှာရက်စောက်မြို့နယ်မှာကျွန်တော်နှုတ်ကပတ်တော်ဝေငှမှာဖြစ်တယ်။ နာ9နိုင်ကနေညနေ3နိုင်ထိဖြစ်ပါတယ်။ဒါကြောင့်ချစ်သောညီကိုမောင်တို့အားလုံးအဲသူသဖြင့်နီးစပ်တော်သူများလာရောက်နိုင်ကြောင်းနှွေးထွေးစွာဖြင့်ကြိုဆိုပါရစေ။အဲသူသဖြင့်တချို့ရက်ဆောင်တဲ့နီးစပ်တဲ့ဓမ္မပရိသတ်များလည်းအားလုံးလာရောက်ပြီးတော့ခေါ်အားယူနိုင်ကြောင်းကြိုဆိုရဲနှစ်ဖန်တဲ့ကိုဖျားသခင်ကဒီနှစ်ကွက်တော်အဖြစ်အများကြီးစကားပြောမယ်လို့ယုံကြည်တယ်။ဒါကြောင့်ချစ်သောညီကိုမောင်တို့အားလုံးကိုကြိုဆိုသလိုနှစ်ဖန်တေးသန်ရှင်ရှိုင်းဝေရန်တေးသန်ရှင်စောထတ်နိုင်ဆိုလို့ရဲ့ ကုံတော်ချီးမွမ်းခြင်းကိုလည်းကျွန်တော်ကြားနာရမှာဖြစ်တယ်။ကျွန်တော်နှစ်ဖန်တကြက်တာဒီစီဇန်၈ကြောင့်နှစ်ဖန်ညနေမြန်မာစံတော်ချိန်၃နာရီခွဲ live service ကိုတကြက်ရက်နာမှာဖြစ်ပြီးကျွန်တော်တပတ်ခါ14ရက်နေ့တောက်ကြနေမှာ ကျွန်တော်မြန်မာစံတော်ချိန်ညနေ၄နာရီမှာကျွန်တော်ဒီလိုပဲဒီကောင်းစဉ်ရဲ့နံပါတ်၄ချက်ကိုကျွန်တော်ဆက်ပြီးနားထောင်မှာဖြစ်တယ်ဒီကောင်းစဉ်ကတိတ်အေးကြီးတဲ့ကောင်းစဉ်ဖြစ်တဲ့၁၀ချက်ရှိပါတယ်ဒါကိုနေ့တိုင်းကျွန်တော်တစ်ချက်စီထပ်ပြီး နားထောင်သွားမှာဖြစ်တယ်ဒီအချက်တွေနဲ့ကိုက်ညီပြီးဆုတောင်းပါကတဲ့နှလုံးသားကိုကြည့်ပြီးသူဖျားကကောင်းချီးပေးမှာဖြစ်တယ်ဒါကြောင့်နေ့တိုင်းချစ်ရှုခွန်အားယူတဲ့ဓမ္မပရိသတ်အားလုံးကိုကျေးဇူးတင်သလိုသင်တော်အားလုံးကိုသိချစ်တယ်နေ့တိုင်းနှုတ်ဘတော်နားထောင်ခြင်းကြောင့်ဒီတမာတရားအားဖြင့်အရာခတ်သိမ်းကနေလွတ်မြောက်တဲ့ကောင်းချီးရပါစေ May God bless you all. ကျေးဇူးတင်ပါတယ်။ဆုတောင်းကောင်းချီးခံယူကြပါစို့။အဖဖေကကျေးဇူးတော်အားလုံးကိုကောင်းချီးပေးတယ်။နှုတ်ကပတ်တော်အဖြစ်တိဆောက်เสียဖြစ်စေပါ။ တမန်တရားရဲ့နှက်နှင်းခြင်းသည်အလုံးရဲ့နှလုံးသားမှာအမြင့်ဆွဲစေပါအထူးသဖြင့်ဒီကနေ့မွေးနေ့ချက်ရောက်တဲ့ကရောကရောသမီးကြီးဆ ्याम တ်ဒဲမီမိုးကောင်းချီးပေးပါဤမွေးနေ့ရှင်ကျွယ်ဝစုံနေတဲ့ကောင်းချီးရှိတဲ့နေရာမှာဖခင်ရဲ့လက်တော်ချီးမြှောက်လျက်ကောင်းချီးနဲ့ပိုင်ရတော်မူပါကရောသမီးနော်မြူးစ်ဒီကနေ့ချက်ရောက်တဲ့မွေးနေ့မှာသည်ကာလဆင်မြတ်သခင်ကိနာကောင်းချီးခံစားရစေပါဒီနေ့မွနီချောက်တဲ့မွနီရှေအားလုံးကိုကောင်းချီးပေးတယ်မင်္ဂလာနေ့ပါလေချောက်တော်သူအားလုံးကောင်းချီးပေးတယ် ဘုံတော်ဝင်စားတဲ့သူတွေရဲ့ချက်ရှိတဲ့မိသားစုတွေနဲ့သိမ့်မှုရစေပါကရတာကြီးကိုသဲရဲနဲ့တကွဇနီးတဲ့မစီတို့မိသားစုဖျားရှင်ကောင်းရှိပေးပါကြည့်ရှုတဲ့ online ပရိသတ်များ Facebook YouTube ကကြည့်တဲ့သူများမြန်မာပြည်နဲ့တကဘာလုံးကနေကြည့်တဲ့သူအားလုံးကောင်းချီးပေးတဲ့ချမ်းမာခြင်းလိုရင်ချမ်းမာခြင်းပေးပါခက်ခဲမှုရှိရင်လွတ်မြောက်ခြင်းပေးပါများမြောင်လှသောပြဿနာများရှိရင်ကိုတော်ပဲဖြေရှင်းပေးပါဆစ်ရှောင်နေတဲ့သူဘေးဥပါခေးဝေးစေပါကျွန်တော်မြန်မာပြည်မှာ အေဂျန်သားယာဝပြောခြင်းနဲ့ကွာဘီဥပတ်ဒီကင်းဝေးလျက်ဘုရားရဲ့လက်တော်သည်ပေါ်ကျွယ်ဝတဲ့ကောင်းကြီးဖြာဖြာနဲ့မြန်မာပြည်ကိုပိုက်ရပါမိကြောင်းအနန္တကုရှင်ခမီးတော်သားတော်သရှင်တော်ဘုရင်တော်သုံးမတုဘုရားထံတော်ပါမကောင်းကြီးဖြာဖြာသည်ကြီးရှုတဲ့အွန်လိုင်းပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ယနေ့မှစကားလားဆင်းမြဲကောင်းကြီးပြပြတက်ရောက်တည်ရှိတည်နေပါစေတော့အာမင်ယေရှုတမန်ကျေးဇူးတော်အားလုံးကိုဖြတ်ရှေကောင်းကြီးပေးပါစေ လာမယ့်တနင်္ဂနွေနေ့16ရက်နေ့နာနဲ့17နိုင်မှာလဲကျွန်တော်တောင်ကြီးပန်သခွားနှစ်ချင်းသိန်းတော်မှာနှုတ်ဘတော်ဝင်ငါမှာဖြစ်တဲ့တောင်ကြီးမှာရှိတဲ့ညီကိုမောင်မများနီးဆက်တော်နေရာသီးသီးမှာရှိတဲ့ညီကိုမောင်မများလာရောက်နိုင်ကြောင်းနှွေထွေးစွာဖြင့်ကြိုဆိုလိုပါတယ်ကျွန်တော် ကြောက်ရွံ့တွင်ယုံကြည်ခြင်းနှစ်ချင်းသိန်းတော်မှာတော့နာနဲ့9နိုင်ခွဲမှာဆရာထွန်းထွန်းလင်းနှုတ်ဘတော်ဝင်ငါမှာဖြစ်ကြောင်းကြိုတင်ပြီးဖော်ပြလိုတဲ့နောက်ဖာမှာလဲရက်ဆောက်မှာရှိတဲ့တရတာ တမန်ချမ်းစာတင်ကြားခြင်းကိုအားလုံးလာရောက်နိုင်ကြောင်းကြိုဆိုပါရစေ။အားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေ။ညီသက်ချင်းရှိပါစေ။ May God bless you all. Yeah. ှိပါစေဘုနိုင်ငံတော်ဤထောင်ပါစေတော်အလုံးတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံကြံတော်ဤဒီဘုမာပြည့်စုံပါစေ